ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မဆွေအားလုံးမင်္ဂလာပါခင်ဗျာဒီအပိုင်းမှာကျွန်တော်ဖြားနေလို့ပေါ့နော်ဖြားနေလို့ခဏတင်လာလေးနောက်ကြနောက်ကြနေရပေါ့နော် โอเคပါဒီမွေးကနန်းကတ်ပေါ့နော်မွေးကနန်းကတ်လာယူထားလာယူထားကြတဲ့မိတ်ဆွေများကိုကျွန်တော်တတိပေးပြောချင်တာကကြတော့ဒီဘော်ဒုံမကျော်ပေါ့နော်ဘော်ဒုံမကျော်မွေးကနန်း၃ခွက်ကသူကဘရိတ်ပဲပေးနေပေါ့နော်ဘရိတ်ပဲချပေးနေတယ်အဲ့ဒီပိုတုံမှုကြောပြောလို့တော့မရဘူးပေါ့နော်ပြောလို့တော့မရဘူးအဲ့ဒီပိုတုံမှုကြော သုံးခွက်ကိုပုံမှန်ပဲကစားခြင်းကစားပါနော်စာမတူဘဲနဲ့ပုံမှန်ပဲကစားခြင်းကစားပါတွတ်တွတ်ကြဘရိဘဲချပေးနေရပါနော်တကယ်လို့မိတ်ဆွေများအနေနဲ့ဇာတိုးခြင်းနဲ့ဆိုရင်ဒီတပတ်စာမွေကနနှစ်ခွက်ကိုဇာတိုးလေးကစားကြည့်ပါနော်ဥမကျော်ကတော့ပုံမှန်လေးပဲတွတ်ကြည့်ပါပါနော်မထပ်ဘူးလို့လည်းပြောလို့တော့မရဘူးပါနော် โอเคပါ23ရက်4လ2025မနက်ပိုင်း7:00မိနစ်အတွက်ကျွန်တော်စိုက်ကလေးဆွဲပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဆွဲဆွဲတဲ့စိုက်ကနေရတဲ့ခဏောင်းပေါ့เนาะကျွန်တော်မိတ်ဆွေများအကြိုက်တူမှကစားပါเนาะ ဆိုင်ကကျွန်တော်ဒီကနေစမယ်ပေါ့နော်ဆင်းရောင်မြင်းလေးကျွန်တော်ဆွဲလိုက်မယ်ဒီဆင်းရောင်မြင်းလေးမှာရှိတဲ့ကနနှလုံးကိုပေါင်းမယ်ပေါ့နော်ပေါင်းပြီးတော့ break ယူမယ်ငါးတုံညငါးတုံညကိုပေါင်းလိုက်လို့ရှိရင်ငါးငါးဆိုတော့ကျွန်တော်ကငါး break ဆိုပြီးတော့ယူမယ်

69ဆိုပြီးတော့ထွက်ထားပါတယ်နော်ဒီအင်္ဂါပရိတ်မှာထွက်ထားတဲ့ one chain လေးပေါ့နော်ဒီမှာအပြည့်အောင်လေးဒီအပြည့်အောင်မြင်းလေးမှာရှိတဲ့ခဏနှလုံးပေါင်းမယ်3 6နဲ့ပေါင်းရင်6ဖြစ်တဲ့အတွက်ကြောင့်6 1 6 1 one chain ဆိုပြီးတော့ ယူလိုက်မယ်ပေါ့နော်ငါးဘရိတ်ငါးဘရိတ်6.1ချင်းနဲ့ဒါပါပေါ့နော်ငါးဘရိတ်ငါးဘရိတ်ရဲ့6.1ချင်းနဲ့က6နဲ့တွဲပြီးတော့69ဆိုတဲ့ငါးဘရိတ်ထွက်ထားပါတယ်နောက်တစ်ပင်က6နဲ့9နဲ့ပေါင်းမယ်နော် 65ပေါင်းရင်71 71ဆိုတော့တစ်ပရိတ်ဆိုပြီးတော့ယူလိုက်မယ်65ပေါင်းရင်71ဖြစ်တဲ့အကြောင်းတစ်ပရိတ်မချင်းရကြောက်ဒီအပြတ်ရောင်းလေးပေါ့နော်ရှင်းနဲ့တုံးနဲ့ပေါင်းမယ် ရှင်းတဲ့သုံးနဲ့ပေါင်းရင်71 71ဆိုတော့1တရပါဝါ6 161ချင်းဆိုပြီးတော့ယူလိုက်မယ်ကြောအပြာရောင်လေးက73ပေါင်းလိုက်တာ161ချင်းရပါတယ်အတစ်ဘရိတ်ကို161ချင်းနဲ့ပါကနန်းထွက်လဲဆိုလို့ရှိရင်တွက်ဒီမှာနော်တစ်ဘရိတ်ကို161ချင်းနဲ့က6နဲ့တွဲပြီးတော့ ဘနာပိုင်းမှာ6 9ဆိုပြီးတော့ထွက်တာပါတယ်နော်နောက်တစ်ပင်ကြည့်အောင်နောက်တစ်ပင်ဒီမှာတုံညနဲ့ကိုးနဲ့ပေါင်းမယ်နော်တုံညနဲ့ကိုးနဲ့ပေါင်းရင်ကိုးဖြစ်တဲ့အတွက်ကြောင့်ကိုး break ဆိုပြီးရယူလိုက်မယ်တုံညနဲ့ကိုးနဲ့ကိုးနဲ့ပေါင်းတာ ိုဖြစ်တဲ့အတွက်ကြောင့်ကိုပရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်ကိုပရိတ်နဲ့တွဲရမယ်ဝချင်းရဲ့ကြအတွက်ဒီမှာပြန်ရောင်းလေးပေါ့နော်ငါးငါးဒီငါးနှလုံးကိုပေါင်းလိုက်လို့ရှိရင်10ဆရပါတယ်10ဆိုတော့3ညပေါ့နော်3ည3ညရဲ့ပါဝါ9 3ည9ဝချင်းဆိုပြီးတော့ယူလိုက်မယ် ပြောင်းလေးက39ဝန်းချင်းရပါတယ်အဲ့တော့ကိုဘရိတ်ကို39ဝန်းချင်းနဲ့ဘာကနန်းထွက်ထားလဲဆိုလို့ရှိရင်တူတယ်ဒီမှာပေါ့နော်ကိုဘရိတ်နဲ့39ဝန်းချင်းနဲ့က9နဲ့တွဲပြီးတော့မနက်ပိုင်းမှာ9လေးဆိုပြီးတော့ထွက်ထားပါတယ်ဟုတ်ကဲ့ပါဒီနေ့23ရက်နေ့မနက်ပိုင်းအတွက်ဘရိတ်ကဘာဖြစ်မလဲဆိုလို့ရှိရင်တူတယ်ဒီမှာ7နဲ့9နဲ့ ပေါင်းမယ်နော်၈နဲ့9နဲ့ပေါင်းရင်73 73ဆိုတော့တုံးပရိတ်ဆိုပြီးတော့ယူလိုက်မယ်တုံးပရိတ်ပေါ့နော်တုံးပရိတ်နဲ့တွဲရမယ်ဝမ်းချင်းလေးကကြတော့ဒီမှာအပြန်ရောင်းလေးဖြစ်ပါတယ်1နဲ့6နဲ့ပေါင်းနော် တင်းနဲ့6နဲ့ပေါင်းမယ်တင်းနဲ့6နဲ့ပေါင်းရင်ခွန်တင်းနဲ့6နဲ့ပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ကြောင့် sorry sorry ပါခွန်ခွန်ရင်ပါဝါနှစ်ခွန်နဲ့ဝမ်းချင်းဆိုပြီးတော့ယူလိုက်မယ်တော့ကြောင်လေးကဒီမှာတစ်ချောင်းပေါင်းလိုက်တာခွန်နဲ့ဝမ်းချင်းရပါတယ် အဲ့ကျွန်တော်မိတ်ဆွေများ23ရက်4လ2025မနက်ပိုင်း7:00နာရီတမိနစ်အတွက်ကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်လေးပင်ကူးလေးပေါ့နော်လေးပင်ကူးလေးကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်တောင်းပရိတ်ကို9ဝန်းချင်းနဲ့ကန်ဆန်းကြည့်ပါနော်လေးပင်ဆက်ပေးမယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေပေါ့မယ်ပေါ့ဗျာနော်တောင်းပရိတ်ကို9ဝန်းချင်းနဲ့ခဏလေးစီပေးရမယ်ဆိုလို့ရှိရင်ခွန်6အား ည့်တအားဒီနောက်ကကတော့အဓိက main ပေါ့နော်အဓိက main ပြီးကျွန်တော်အရန်လေးထည့်ပေးမယ်နော်အရန်လေးထည့်ပေးမယ်အရင်ကတော့တခြားတော့မဟုတ်ပါဘူးเนาะကျွန်တော်တွန်ပရိတ်ရဲ့ဘာဝရှစ်ပရိတ်မဟုတ်လားတွန်ပရိတ်ရဲ့ဘာဝရှစ်ပရိတ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခွန်တက်အာရ26အာရအရင်လေးထည့်ပေးလိုက်မှာပေါ့နော် မနေ့ကမနေ့ကညနေပိုင်းမှာတော့ကျွန်တော်ကတော့ကျွန်တော်မိတ်ဆွေတွေပေါ့ရင်လည်းမိမိရာပေါ့အောင်လို့ဆိုပြီးတညတစ်ဆိုပြီးတကွက်ထက်တင်ပေးလိုက်တာပေါ့နော်ထွက်သွားတာငါးတုံညဟာပေါ့ငါး6ဆိုတော့ရှင်းအောင်ပါဝါချင်းထွက်သွားပေါ့နော်အရင်တော့ကတော့ကျွန်တော်အဲ့မှာကျွန်တော်ရှင်းအောင်ပါဝါနှက်ခတ်တွေချင်းပြီးတော့မှရန်လေးထည့်ပေးရေပေါ့နော်မနေ့ကမထည့်ပေးလိုက်ဘူးပေါ့ရင်လည်းမိမိရာပေါ့အောင်ဆိုပြီးတော့ထင်တဲ့အတိုင်းပဲ ထင်တဲ့အတိုင်းပဲရှင်းတော့ဇုံဇုံလိုက်ပါတော့ပါဝါချင်းပြီးတော့ငါ၆ဆိုပြီးထပ်သွားတယ်โอเคပါကျွန်တော်ချင်းမဆွေအားလုံးပေါ့เนาะမြင်နေတူတိုင်းပောက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ချင်းမဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူဝင်ဆန္ဒတွေတလုံးတော့ဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကန်းဆွံ့ကျင်းနိုင်တဲ့ပုံကိုယ်သူပုံကိုယ်များတစ်ဖြစ်ပါစေကျွန်တော်ချင်းမဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာ ကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအစီအစဉ်လေးစတောမီတာပို့တာလိုက်ပါတယ်ဂျေဇူးတင်ထိုက်သူအားလုံးကိုဂျေဇူးတင်ပါရခင်ဗျာနော်